မင်္ဂလာပါဗျကိုခိုင်း Chelsea TV ကနေအပြောင်းအလဲတော်များအားလုံးကိုကြိုဆိုပါရစေ Chelsea နဲ့ပတ်သက်တဲ့သတင်းတွေကိုသုံးသပ်ဆွေးနွေးမှုလုပ်သွားရမှာဖြစ်ပါတယ်အပရမဒုံးဆွေးနွေးခြင်းတဲ့သတင်းကတော့ Lavia ကို Chelsea တင်းက United ကိုဝယ်ယူပေးဖို့ကန့်လန့်မှုပြုလုပ်ခဲ့တဲ့သတင်းလေးပေါ်မှာဆွေးနွေးသုံးသပ်မှုလုပ်သွားချင်ပါတယ်မူရင်းသတင်းမြစ်က Mark Ogden ကပါအခုຫນွေရသည်အပြောင်းရွှေ့ကာလပြီးသွားတဲ့အချိန်မှာ အလီဂျန်ရိုကာနာချိုကိုပြောင်းရွှေ့ကြီးတတ်တတ်ပေးပြီးကျွန်တော်တို့ခေါ်ယူခဲ့ရပေမဲ့အဲ့ဒီနောက်ွယ်မှာ ချယ်ဆီကပြောင်းရွှေ့ကြီးတတ်တာစီဖို့ရိုမီယိုလေဗယာကိုအလိုက်ပေးခေါ်ယူဖို့အတွက်ယူနိုက်တက်အသင်းစီကိုကန့်လန့်မှုလုပ်ခဲ့ပါတယ်ဒါပေမဲ့ယူနိုက်တက်ဘက်ကလည်းရိုမီယိုလေဗယာရဲ့ဒဏ်ရာပြဿနာမှတ်တမ်းကြောင့်ချယ်ဆီရဲ့ကန့်လန့်မှုကိုညှင်းပယ်သွားခဲ့တဲ့အတွက်ကာနာချိုကိုကျွန်တော်တို့ပြောင်းရွှေ့ကြီးတည်တံ့ပေးပြီးတော့ခေါ်ခဲ့ရတာလည်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်ပြောတယ် ဒီတန်ရာပြဿနာတွေဆိုတာဘယ်တော့ခါမှကောင်းကျိုးမပေးတဲ့ record တယ်ဒါ United ဆိုရင် Chelsea ကစားသမားတော်တော်များခုံပေးတဲ့ club ပါကျွန်တော်တို့ရဲ့ mate club လို့တောင်ပြောလို့ရတယ် Chelsea ရဲ့ပွင့်လင်းပြောရင်တော့ကြနေဖြစ်တဲ့ကစားသမားတွေကိုတန်ရာတန်ကြီးပေးပြီးတော့ခေါ်ခဲ့တဲ့အစင်လာတွေအများကြီးရှိတယ် Joan Mata တို့เนาะ Mate တို့အစသဖြင့်ပေါ့လေအခုနောက်ပိုင်းမှာဆိုရင်လေ Messi မောင်းကိုခေါ်ပေးထားသေးတယ် Lavia ကြတော့ သူတို့မခေါ်တော့ဘူးမခေါ်တော့သူတာဒီဒဏ်ရာပြဿနာမရှိရင်တောင်မှခေါ်ရင်ခေါ်ပြီးရုံမယ်အဲ့တော့ United လိုမျိုးကစားသမားရောင်းတာဝယ်တာ relation ကောင်းတဲ့အသင်းတော်မဝယ်ပေးဘူးဆိုရင်ကျန်တဲ့အသင်းတွေက Lavia ကိုခေါ်ဖို့ဆိုရင်ပို့လို့တောင်ဝေးသေးတယ်ကျွန်တော်တို့သူ့ကိုခေါ်တင်အချိန်ကာလတုန်းကပေးခဲ့ရတဲ့ပြောင်းရွှေ့ကြီးက Euro တန်း60ကျော်ကျော်လောက်ရှိတယ်အခုအချိန်မှာ Alejandro Garnacho ရဲ့ပြောင်းရွှေ့ကြီးဒစိမ့်တစ်ပိုင်းဆိုရင်ဘယ်လောက်ရှိမှာတော့ဗျာဈေးနှုန်းကတွက်လို့ရတယ်ဂါနာချိုကျွန်တော်တို့ခေါ်ခဲ့တဲ့ပြောင်းရွှေ့ကြီးက ဟိုမပြောနိုင်ခွန့်လွန်တော့ရွှေတန်း40နဲ့45တန်းကြာဝင်းကျင်ရှိတယ်ဗျာလာဗေယာတစိတ်တစ်ပိုင်းဆိုတော့ဘလောက်လဲရွှေတန်း30လား35တန်းလားအဲ့လောက်ပဲရှိတော့တယ်ပြောင်းရွှေ့ကြီးထောက်ဝက်လောက်ကျသွားတဲ့သဘောမျိုးပါဒီထောက်ဝက်လောက်ကျတာတော့မှဟိုမခေါ်ယူခြင်းဘူးဆိုတော့တခြားသောကလပ်တင်း နေအနေနဲ့လဲဒီယူရို35တန်းတန်းလေးတွေပတ်ချလဲပေးဖို့ဆိုတာမဖြစ်နိုင်တော့ဘူးဗျအဲ့တော့လာဗီယာရဲ့အသက်အရွယ်ဒီငယ်တယ်ဆိုတာမှန်တယ်ဒိုင်ယာပြဿနာအားနေရနေရနေရင်တော့ဒီအသက်အရွယ်ကတန့်နေမှာမဟုတ်ဘူးတဖြည်းဖြည်းကြီးသွားဖို့ပဲရှိတယ်အတော်လေးစိတ်ပြည့်စရာကောင်းတယ်ကစားသမားတယောက်ပါခြေသွမ်းခြေစားဘလောက်ပဲရှိရှိဘလောက်ပဲကောင်းကောင်းဒီဒိုင်ယာပြဿနာတွေရနေမယ်ဆိုရင်အသင်းအတွက်လည်းအဆင်မပြေပါဘူး ဆော့ဒတန်ကတော့ဒီချိန်သိပ်ပျော်နေမယ်လို့ထင်တယ်အဲ့တော့ကြာသမားတယောက်ကိုခေါ်တဲ့နေရာမှာခြေစွမ်းကောင်းမွန်တာတစ်ခုတည်းကိုကြည့်လို့မရဘူးအဲသူအတင်းအတွက်ဘယ်လောက်ထိအကျိုးပြုနိုင်လဲသူရဲ့ဒဏ်ရာမှတ်တမ်းဘာညာစသဖြင့်တော့ လေ့လာဖို့လိုလိမ့်မယ်။ဒီလိုပြောလို့လည်း Chelsea တင်းတာဝန်ရှိတဲ့သူတွေကိုမလေ့လာဘူးလို့ပြောတာမဟုတ်ဘူး။ Lavia ကိုပုံကိုရေးရအရင်ကြိုက်တဲ့သူတယောက်ယောက်ရှိတဲ့အတွက်ကြောင့်အဲ့ဒီဒဏ်ရာပြဿနာတွေမျက်နှာလဲဂဲပစ်လုတ်ပြီးခေါ်ခဲ့တာဖြစ်ပါလိမ့်မယ်။တကယ်တော့ Chelsea ကိုမရောက်ခင်အချိန်ကာလတွေက Romeo Lavia က hamstring injury အကြီးရတာပါ။ကျွန်တော်တို့တော့မှ ဟိုခောက်ဒီခောက်နဲ့နော်ရှောက်လေးလာပြီးတိထားတာချဲသီးတာဝန်ရှိတဲ့သူတွေကမတိဘဲနဲ့တော့မနေဘူးဒါပေမဲ့ကျွန်တော်ရှိမှပြောသလိုပေါ့လာဗီယာကိုပါစနယ်ကအရင်ကြိုက်နေလို့ဗျခေါ်လိုက်တဲ့သဘောမျိုးပါပဲအဲ့လိုပါစနယ်ကအရင်ကြိုက်တဲ့အခါမှာကိုရီအတင်းအတွက်ပဲထိခိုက်နေတာမူဖြစ်ပါတယ်အခုချိန်မှာလာဗီယာရဲ့ဒဏ်ရာပြဿနာကကြားမင်းလာပြီးတော့ဟတ်ချလောင်းမင်းဒဏ်ရာပြဿနာရဲ့မဖြစ်နဲ့ဆိုမှသာလျှင် အဆင်ပြေမဲ့သဘောမျိုးဒီလိုမှမဟုတ်ရင်တော့ level ကကစားလိုက်ဒဟန်ရလိုက်ကစားလိုက်ဒဟန်ရလိုက်နဲ့ပဲအသက်အရွယ်တွေကြီးပြီးစာချုပ်တံတန်းကုန်ဖို့နီးစပ်လာမဲ့သဘောမျိုးဖြစ်ပါတယ်အဲ့တော့ဒီချိန်မှာကျွန်တော်က level ကိုတခုပဲ story pro league club တင်းနေကိုဗျာဈေးတင်စွာနဲ့ကြောင်းရှိဖို့အတွက်ကစားသမားအကြံပေးတင်တယ်လို့ပဲထင်တယ်တိုက်တွန်းတင်တယ်နားချတင်တယ်ပေါ့ဗျာတော်တော်သူကလည်းအသက်21ပဲရှိသေးတဲ့အတွက်ကြောင့်ပြောင်းမှာမဟုတ်ဘူး ဥရောပရဲ့ကလပ်တင်းတင်းတင်းမှာပဲနေခြင်းမှာအဲ့တော့ဥရောပရဲ့ကလပ်တွေကလည်းဒီဒဏ်ရာပြဿနာမတန်းကိုကြောက်ရွံ့နေတဲ့အတွက်ကြောင့်ခေါ်မှာမဟုတ်ဘူးပြဿနာတော်တော်ကြီးပါတယ်နောက်ထပ်မြမဥကောင်တယောက်ဖြစ်လာပြီလားလို့တောင် မေးယူခြင်းပါတယ်ကျွန်တော်ညီကိုဘလုံးဘွဲကစားခြင်းနဲ့ဆိုရင်စီနီယာတော့ချက်စီမှာအိုင်ဘက်ခွန်ရှိကိုမောင်ငါချောင်းနဲ့ငါသလုံးမစ္စတိုကိုမမ်ဘာသစ်ယူနစ်ဖြစ်အပူစုကြီးတွေနဲ့ယုံကြည်သွားကစားလို့ရပါတယ်။အသေးသေးသိခြင်းနဲ့ဆိုရင်တော့ဗဗဒမတ်39983180မှာဆက်သွယ်ဆောင်လမ်းမေးမြန်းလို့ရပါတယ်ခင်ဗျ။ကဲနောက်ထပ်သတင်းတစ်ပုဒ် ဒါ Chelsea အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်ကကစားသမားတချို့အကြောင်းပေါ့နော်အဲ့ဒန်ယာပဒနာတွေရှိခဲ့တဲ့ Pedronato, Ben White, Barrier Shine တို့က Chelsea အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်မှာပြန်လည်ပါဝင်လာသလိုဒါ Garnacho နဲ့ Lian Delap တို့ကလည်းပျော်ရွှင်စွာလေ့ကျင့်ရေးဆင်းနေတဲ့ပုံသဏ္ဍာန်မျိုးတွေမြင်တွေ့ခဲ့ရပါတယ်ပရိသတ်အချစ်တော်ရွှေကိုးလေးရတော့ဒီချိန်မှာအသင်းနဲ့တူပြန်လဲပူးပေါင်းနိုင်ခြင်းမရှိသေးပါဘူး ကျွန်တော်လဲရွှေကိုလွမ်းလာပြီတော်တော်လွမ်းလာပြီကျွန်တော်လေးအခုခြေစည်းပွဲတွေကြည့်တာစားမပါတဲ့ဟင်းလိုတော့ဖြစ်နေတယ်ဗျအဲ့ဒါဒီကိုပါမမပါဝင်နိုင်တဲ့ပြဿနာချောင်းဗျကျွန်တော်တို့ကပါမားကိုပွင့်လင်းပြောအခုနောက်ပိုင်းမှာ အရန်ကို အာကူထားတာဒုတိယ Eden Hazard ဒုတိယ Frank Lampard ပဲအဲ့တလောက်ဒီကိုယုံကြည်တယ်ဗျာဆိုတော့ဒီကစားသမားကဒီဂျင်းတဲ့ချက်ထဲမှာအရန်လုတ်တက်ကင်တက်တဲ့ကစားသမားပင်ကိုဆွဲရင်အရန်ကောင်းတဲ့ကစားသမား အဲ့တော့သူ့ကိုတော့ဒီပေါင်ကျန်ဒန်ယာကနေအမြင့်ဆုံးပြန်လဲတက်တာလာစီခြင်းနဲ့သို့ပေမဲ့ရွှေကိုးနဲ့ပတ်သက်ပြီးတော့လဲချယ်ဆီဘက်ကဘာမှတိတိပပဒီဒန်ယာပြဿနာနဲ့ဖြေရှင်းချက်မထုတ်ထားတာကလည်းအာယုံအတော်နောက်เสียကောင်းတယ်ဗျာရွှေကိုးကထားပါတော့ဗျာနှစ်လနားရမယ်နှစ်လပြီးရင်အသေးနဲ့ပြန်လဲပူပေါင်းမယ်ဆိုရင်လဲဩဒါနှစ်လပြီးရင်ဒူလာမယ်လို့ကျွန်တော်တွေးလို့ရတယ်အခုကဘာမှန်းတော့မသိတယ်ဒီပေါင်ကျန်ဒန်ယာကကာလာရှိနားရမှာလားဒီဘောလုံးရာသီတဝက်လုံးနားရမှာလားဒါမှမဟုတ်ခွဲစိတ်ကူတာမှုခံယူရမှာလား ဘာမှကျွန်တော်အတိအကျမသိတော့လေပင်ရှိပြီးစောင့်မျှော်နေရောလွဲရင်ကျွန်တော်ကြံတဲ့အပိုင်းကတော့မရှိဘူးကျွန်တော်ကတော့ရွှေကိုးကိုအခုလာမဲ့ဒီဇင်ဘာဇန်နဝါရီကာလလောက်မှာပြန်ကောင်းမယ်လို့တော့မျှော်လင့်ထားတယ်ဒီပေါင်ကြံတန်းရတာအရင်မပြင်းထန်ဘူးဆိုရင်ပေါ့လေဒါပေမဲ့ကျွန်တော်မြင်ရသလောက်သူ့ရဲ့ပေါင်ကြံတန်းရကပြင်းထန်ပြီးတော့အကင်းမတည်တဲ့အတွက်လက်ရှိအချိန်ထိအနားယူနေရတယ်လို့တော့ကျွန်တော်ယူဆတယ်အဲ့တော့ဘာပဲပြော ကိုပါမမပါဝင်နိုင်ခြင်းဟာပြဿနာရှိတယ်ဆိုပေမဲ့ Lian Dilab တို့ No Benite Barrier Shire တို့ Pedro Nato တို့ပြန်လည်ပူးပေါင်းခြင်းဟာအတင်းအကျပ်အနည်းငယ်များတက်ရောက်မှုအားကောင်းစေပါကြောင်းသုံးသပ်ဆွေးနွေးနေတဲ့ဗီဒီယိုလေးဒီမှာနားချင်ပါတယ်။အစုံကြီးကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။